အားလုံးပဲမင်္ဂလာများကောင်းစံတင်ဌာနမှာပြန်လဲကြိုဆိုလိုက်ပါရခင်ဗျာအခုတင်ဆက်ပေးမယ့်ရုပ်တံမျိုးဖိုင်ရတော့မြန်မာပြည်ကိုဖျက်ဆီးခဲ့တဲ့ပုံကုံများအားတစုတစည်းတည်းတွေ့မြင်လိုက်ရပြီဆိုလာတဲ့နေသည်မြန်မာပြောလာတဲ့ရုပ်တံမျိုးဖိုင်လေးကိုတင်ဆက်ပေးလိုက်ပါရခင်ဗျာဒရမလေးမြန်မာကအဲ့ဒီ channel ပတ်သက်ပြီးပါတယ်ဘလို့ပြောဆိုနေတယ်လဲဆိုတော့အားလုံးဝင်ရောက်ကြည့်ရှုလေးလာတုံးတဲ့ဝေဖန်ပေးကြပါဦးခင်ဗျာအားလုံးကိုလည်းကောင်းစက်တဲ့ဌာနမှာအထူးပဲကျေးဇူးတင်ရှိပါရခင်ဗျာ ိဘကြီးကိုပေါ့ပါဗျာအဲဒီတိပြပါပါတော့ကျွန်တော်ဒီနေ့မတက်ပိုင်းပါကျွန်တော်တို့ပြောမဲ့စကားလေးတော့ရှိပါတယ်အာအခုပါကျွန်တော်တို့တွေကကဘာကြီးကလည်းစောက်ကြည့်နေတယ်ပေါ့နော်မြပါနိုင်ကြပါအခုလိုမျိုးပြည်ရေးစစ်တွေဒီလိုမျိုးတွေကြာရှည်အောင်ဒီလိုမျိုးအတိုင်းအတာတွေဖြစ်သွားအောင်နောက်ွယ်လက်ပဲကြီးကဘာတူလဲဆိုလို့ရှိရင်အားလုံးအခုတိကျပြီပေါ့နော်အခုဆိုရင်ဒါမြပါနိုင်ကိုဖျက်ဆီးတဲ့တရက်ခါတွေကို နိုင်ငံတနိုင်ငံထဲမှာစုစုစီစီသွားတွေ့ရပြီပေါ့နော်မြန်မာနိုင်ငံကိုစနစ်တကျနော်ဖြည့်စည်းတဲ့လူတွေကဘယ်သူတွေလဲနော်ဘယ်ဘယ်အုပ်စုတွေလဲဆိုတာကိုဒါကျွန်တော်တို့ကအခုဆိုလို့ရှိရင်နိုင်ငံတနိုင်ငံထဲမှာသွားပြီးတော့ပါတွေ့ရပြီပေါ့ကောင်းတယ်ဒါတွေအားလုံးအားလုံးကတခိုးပြီးတယ်လို့ခေါ်တယ်ပေါ့နော်တရက်ခါတည်းပြီးတယ်လို့တော့ခေါ်တယ်အားလုံးအားလုံးကအဲ့ပါတစုတစီရသွားတွေ့တယ်လို့ခေါ်တယ်အဲ့တော့အခုဒီရုရှားပါရှိနေတဲ့ဘော့စကိုပါဟ နော်ရုပ်ရှိချင်းပဲလဲရောက်တယ်နော်ရှိချင်းပဲရှိချင်းပဲဒီအာရာသိချင်းအစရှိချင်းပဲပြပါတိုင်းကကို လာပြီးတဲ့နောက်ပိုင်းကနေစသွားတာဖြစ်ပါတယ်နော်အဲ့ဒါတွေကျွန်တော်တို့ကအကုန်လုံးပြန်ပြောတတ်ရမယ်နော်ပြန်ပြောပါဒီကောက်ချောင်းလေးတွေကိုကြက်ကြက်တတ်တာပြန်ပြောတတ်ရမယ်အဲ့ဒါလေးတွေပါတော့အဲ့တော့သူတို့တွေကပြပါတိုင်းကကိုစနစ်တကျဖြည့်ဆည်းခဲ့တဲ့လူတွေကအခုဆိုလို့ရှိရင်ဘော့စကိုတိုင်းကပါတော့ရုရှားဘော့စကိုပါကျွန်တော်တို့အခုဆိုလို့ရှိရင်တစုတစီတွေသွားပြီးတော့ပါ တွေ့ရပြီလို့ဒါကျွန်တော်တို့ပြောလို့ရပါပြီเนาะအဲ့တော့ပြောခဲ့တယ်ကျွန်တော်ကအဲ့အချက်ဘက်စိတ်ကောင်းစီမေးရအွန်လိုင်းရဲ့အကုံစိတ်ကတော်တော်စိုးွားတယ်လို့ဒါကျွန်တော်တို့ပြောလို့ရတာပေါ့เนาะပြောလို့ရတယ်ဘာကြောင့်လဲဆိုတဲ့အခါကျတော့တကယ်တော့တိုင်ပေကပုံကတော်ဆက်စုကြည့်တဲ့ရှီကြီးဖေးတဲ့တွေးဆုပ်ဆွေးနွေးမှုတွေကတော့တရားဝင် live တွေတွေ့ပြခဲ့တာအားလုံးသိပြီးသားပါเนาะအားလုံးသိပြီးသားပါဒီကိစ္စတွေကဒါကျွန်တော်တို့အားလုံးဟော ဒီ identity လက်ထက်တော်ဟာငားနှစ်လုံးမှာလွတ်တော်ပိုင်းနေမှာ အကောလုံးအာယုံစူးစိုက်ခဲ့တဲ့လူတွေသားလေဒီအကြောင်းအရာတွေပြန်ပြောနိုင်မယ်အကြမ်းဖက်စစ်ကောင်တွေကဒီအကြောင်းအရာတွေကိုပြန်ပြောဖို့အတွက်ကလူတချို့တော့အဓိကလူတွေကပြည်လို့ပါသူအများကြီးသူကဖမ်းချုပ်ထားလိုက်တယ်တော်တော်များများဘေးလို့ရကိုရှောက်တိတ်လို့သာအဲ့တော့တကယ်တော့တပ်ပေကပုဂ္ဂိုလ်တော်ဆက်စုကြည့်တဲ့ရှင်ကြီးပြည့်တဲ့ကတွေ့တဲ့အခါပါ တွေ့တဲ့အခါပါပေါ့နော်ခဏလေးကျွန်တော်တို့ရဲ့စိတ်ခံစားချက်ကိုသိပြီးတော့ဦးစားမပေးသေးတော့အရေးဆုံးကျွန်တော်တို့ဒီအကြောင်းတရားတွေကိုနားလည်အောင်ကျွန်တော်တို့အရေးဆုံးကျွန်တော်တို့ပြန်ပြောရပါလိမ့်မယ်နော်ဒါကြတော့တိုက်ခဲ့ပေကပုဂ္ဂိုလ်တော်စသုကြည့်တဲ့ရှင်ကြည့်ပြီးတဲ့တွေ့တဲ့အရာတွေအားလုံးဟာ live တွေတရားဝင်လွှင့်ခဲ့ပါတယ်ပြီးတော့ပါဒီအချက်ပဲစက်ကောက်စီမရောက်လာရှင်ကြည့်ပြီးတဲ့တွေ့ပြီးတဲ့နောက်ပိုင်းပါသိကြပါတယ်ပြပါလိုက်ကပါအာသာသိခိုက်တာရှင်ကြည့်ပြီးပြပါဒါပဲပြပါတိုက်ခဲ့ရေလောကကိုအာသာသိခိုက်တာတွေဒီပြည်ရေးစစ်တွေဖြစ်အောင်လုပ်ခိုက်တာတွေ ရှင်းကြည့်ပေးဖြစ်ပါတယ်နော်ရှင်းကြည့်ပေးဖြစ်ပါတယ်ဒါမြပါတိုက်ကဲရဲ့အတွေးကိစ္စတွေမြပါတိုက်ကဲပါစစ်ပီးရှောင်တရားတွေမြပါတိုက်ကဲပါဖြစ်ဖြစ်ပါလာတဲ့ပြကိစ္စတွေအားလုံးရဲ့အတိအကျတရားကရှင်းကြည့်ပေးဖြစ်တယ်ကပိုင်းလည်းတိပါလေနော်ကပိုင်းလည်းတိပါပြီမြမပီကိုဒီလိုမျိုးရဲရဲဆက်ဆက်ဒီလိုမျိုးဖြစ်ပေါ်လာတာအောင်လုပ်တဲ့အားတွေကဘာတူလဲဆိုတော့နော် အာအဖက်လေးထဲကိုပြည်တယ်အဖက်လေးထဲကြာမလို့ပါဘူးဒီတိုင်းလေးပဲဒီတိုင်းလေးကအကောင်းဆုံးပဲဒီတိုင်းလေးကအာဟိုကအဆင်ပြေဆုံးပဲအဲ့တော့ပြပါတယ်ကပါပြည်တွင်းစစ်တွေရှာကြည့်အဲရှီရှီလျားအောင်ဖြစ်လာတဲ့အရာတွေအားလုံးရတောက်ွယ်အဓိကတရကတော့တရုတ်ရွှေချင်းပင်ဖြစ်ပါတယ်မြို့ကြီးကိုပေါ်တော့ပါဗျာနော်အဲ့တော့မြန်မာနိုင်ငံမှာကဟိုတရင်နေစီစဉ်မှုနှောင်းကပြည်သူမှပြည်သူပို့ပြီးသွားပါလို့ပြောကြပါတယ်နော် ပြည်သူမှပြည်သူတို့သွားပါအဲ့ဒါပို့ပြီးတော့မြန်မာလိုက်မယ်နော်ပြည်သူမှပြည်သူတို့ပို့ပြီးတော့တရင်စစ်စစ်မှုတွေပို့ပြီးမြန်အောင်လုပ်ကြပါနော်မြန်မာနိုင်ငံရဲ့ပြည်တွင်းရေးကမြန်မာပြည်သူလူတွေရဲ့လက်ထဲမှာပဲရှိတယ် အပိကလာတက်ခဲ့ပါအဲ့တော့ရပါပီရဲ့အဓိကပြဿနာတွေအားလုံးအားလုံးကတော့ဒီအကြပ်ပတ်စစ်ကောင်စီပဲဖြစ်ပါတယ်လို့ပြောချင်ပါတယ်ဒီအကြပ်ပတ်စစ်ကောင်စီနဲ့တရုတ်တဲ့ဘူပေါင်းဘရပါလုတ်တဲ့အရာတွေအားလုံးသူတို့ကအကုန်လုံးလူသွားတာအကုန်လုံးပွေသွားတာအားလုံးအားလုံးအဲ့တော့နောက်ွယ်လက်ကైကျိုးကైတဲ့သူကတော့ရှင်းရှင်းပြပြဖြစ်ပါတယ်အသက်ပေါင်းပြောင်ပြားစွာထူးချွေးတဲ့ပွဲကြီးနော်အသက်ပေါင်းပြောင်ပြားစွာထူးချွေးတဲ့ပွဲကြီးတပ်ပရောသားတွေရဲ့ အတက်တွေကိုလည်းသူတို့အကုန်လုံးထိုးကြွေးပြလိုက်တာပဲเนาะဘာလို့ရုပ်ပါကြလဲဆိုတဲ့အရာတွေစဉ်းစားကြည့်စဉ်းစားကြည့်ဒီလိုတရက်ခတ်တွေကိုကျွန်တော်တို့ပြီးတဲ့အခါပါတပ်ပရောသားတွေရဲ့ဘွားတွေလည်းသူတို့ထိုးကြွေးလိုက်တာပပဆက်ဆက်ထိုးကြွေးခဲ့လိုက်တာတော်တော်ဆိုးတဲ့ဟာတွေအဲ့တော့အားလုံးအခုဆိုလို့ရှိရင်တိုက်တိပြည်တိကဘာတိပဲเนาะပြောပါလိုက်ကြပါဒီလိုမျိုးပြဿနာတွေပြည်တွေးပြဿနာတွေအားလုံးရဲ့အဓိကတရားခံဘယ်သူတွေလဲဆိုတာအားလုံးသိပြီပလားယေရှုတည်ပါတယ်